အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ပညာရှိသောမောင်ညာပုံမြင်ပဲဖြစ်ပါတယ်ရှင်တခါတုန်းကရွာတရွာမှာရွာသူကြီးတစ်ယောက်ရှိပြီးသူမှာသားသုံးယောက်ရှိလေတယ်ဒီနေ့မှာတော့သူတို့ဟာအရေးကြီးတဲ့ကိစ္စတစ်ခုအတွက်မြို့ကြီးတစ်မြို့ကိုခရီးထွက်ခဲ့ကြတဲ့ မြူတကားဝါကိုရောက်တော့လက်နက်ကင်ဆောင်ကျက်နေတဲ့မြို့ဆောင်တသားတွေကို တွေ့လိုက်ရပြီးမြို့ဝမင်းကမြို့တွေကိုဝင်ကျင်သူတိုင်းသူ့ရဲ့စကားထားကို ဖြေနိုင်မှ ဝင်ခွင့်ပြုနိုင်မယ်လို့ပြောတာပေါ့ဒီလိုနဲ့မြို့ဝမင်းကိုတိုင်းထွက်လာပြီးတာအကြီးဆုံးကိုစကားထားဝက်လေတဲ့လောကမှာအချုံမြင့်ဆုံးအရာကဘာလဲတဲ့တာကြီးဆုံးကသူ့ကြိတ်ဆုံးအစားအစာဖြစ်တဲ့ပြားရည်လို့ဖြေလိုက်တော့မြို့ဝမင်းကကောင်းခါလိုက်လေတဲ့ အဲ့ဒီနောက်ဒါအလတ်ကိုလည်းဟဲ့ဒီစကထားကိုပဲထပ်မေးတော့ဒါအလတ်ကအရသာကိုပဲစဉ်းစားပြီးတကြားလို့ဖြေလိုက်လေတဲ့မြို့ဝမင်းကကောင်းထက်ခါပြီးသူတို့ကိုဝင်ခွင့်မပြုနိုင်ဘူးလို့ပြောလေတဲ့အကိုကြီးနှစ်ယောက်စိတ်ပြတ်စွာနဲ့နောက်ဆုတ်သွားတော့အငယ်ဆုံးသားဖြစ်တဲ့မောင်ညာကရိုသေစွာ ရှေ့ထွက်ပြီးဖြေဆွခွင့်တောင်းလိုက်လေတဲ့ မြို့ဝမင်းကစိတ်ဝင်စားသွားပြီးမောင်ညကိုစခတာထက်မေးတာပေါ့လောကမှာအချုံမိန်သောအရာကဘာလဲတဲ့မောင်ညာကဥညွတ်ပြီးအိတ်ဆက်ချင်းမှခမညာလူတယောက်တကယ်ပင်မနှွမ်းတဲ့ချိန်မှာငင်းချမ်းစွာအိတ်ဆက်ရခြင်းထက်ပိုးချုံမိန်တာမရှိပါဘူးလို့ဖြေလိုက်တဲ့ မြေဝမင်းကပြုံးလိုက်ပြီးအဖြေကိုသဘောချသွားပြီးဒါနဲ့မောင်ညံ့ကို နောက်ထပ်စကားထားတစ်ခုနဲ့ထပ်ဆန်းသက်ဖို့ဆုံးဖြတ်လိုက်တယ်။လောကမှာအမြန်ဆုံးအရာကဘာလဲတဲ့။အကိုကြီးတွေကမင်းဒါမှမဟုတ်မြ၊ဖြစ်မယ်လို့တီတူပြောနေကြတော့မောင်ညံ့ကခဏလောက်စဉ်းစားလိုက်လေတဲ့။ ဒါပြီးနောက်မှာတော့မောင်ညာကအတွေးပါခမညာဘာဖြစ်လို့လဲဆိုတော့အတွေးဟာမျက်စိတမိအတွင်းမှာနေစီကိုတွားပြီးပြန်လာနိုင်သလိုလက်စီကိုတွားပြီးလည်းပြန်လာနိုင်လို့ဖြစ်ပါတယ်ဆိုပြီးဖြေလိုက်တော့တာပေါ့ဒီတော့မြို့ဝမင်းကအလွန်သဘောကျသွားပြီးမောင်ညာဟာဉာဏ်ပညာရှိသူဖြစ်တယ်လို့ကျင်ညာက သူ့ရဲ့ထမြတ်မှုကိုချီးကျူးပြီးမြို့ထဲဝင်ခွင့်ပြုလိုက်တဲ့ မောင်ညာကရိုသေစွာကျေးဇူးတင်ပြီးမြို့ရဲကိုဝင်ရောက်သွားခဲ့တာပေါ့ကွယ်ပုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်